Hello အလုံးမင်္ဂလာပါဘူပေါ်မှချန်ကန်ညီကျူစုပါတယ်ဆိုတော့ပရီးမီးယားလိပွဲစဉ်၈အဖြစ်ရှင်ပြိုင်ကစားကြမယ်တဲ့မှာမန်ချက်စတာစီးတီးနဲ့အေဗာတန်ရဲ့ပွဲကိုကျွန်တော်တို့ကပွဲကြိုသုံးသက်ချက်ပြောကြည့်အောင်ပါဆိုတော့ဒီနေ့အနေထားမှာဆိုလို့ရှိရင်ဒီယာဒီမှာပုံစံခေါင်းလေးညပြနေတယ်မန်ချက်စတာစီးတီးကလည်းကျွန်တော်တို့သိတဲ့အတိုင်းပဲယာဒီစတွေမှာကျွန်တော်ထင်တယ်လို့မဟုတ်ခဲ့ဘူးဆိုပေမဲ့နောက်ပိုင်းပွဲလေးတွေမှာသူတို့ရလဒ်တွေပြန်ပြီးတော့တည်ငြိမ်လာပြီးလိုအပ်တဲ့နိုင်ပွဲတွေကိုမန်ချက်စတာစီးတီးကအေးအေးဆေးဆေးယူလာနိုင်ပြီ ဒါအပြင်ဒီပွဲမှာလည်း injury ပြဿနာရလို့လွဲထားတဲ့ကစားမချို့ပြန်လာဖို့အခြေအနေကောင်းတဲ့ပုံစံမျိုးကျွန်တော်မြင်နေရပြီ။တစ်ဖက်က Everton ကလည်းပဲနီးပြပြတဲ့ Debbie Moyes လက်အောက်မှာတော်တော်ကောင်းနေတဲ့အသင်းမှာသူတို့ Manchester City ကနေပြီးတော့အငှားလာကစားတဲ့ Jack Grealish ရဲ့ခြေစွမ်းဒီက Everton ကိုတိတိတတ်တာဆိုလိုတိုက်စစ်ပိုင်းနေမှာအများကြီးတိုးတက်လာတာတွေကိုကျွန်တော်မြင်ရတယ်သူခြေစွမ်းနေပတ်သက်လို့ရှင်။ဒါကြောင့်ဒီပွဲကတော်တော်လေးကိုကြည့်ကောင်းမယ့်ပွဲ Manchester City ရဲ့အင်ကွန်မရှင်မဲကစားမယ့်ပွဲလေးဖြစ်တယ်။ ဆိုတော့ဘယ်လိုအခြေအနေဖြစ်လာမလဲကျွန်တော်ကြည့်ကြည့်အောင်ဆိုတော့မန်ချက်စတာစီးတီးရဲ့ပြီးခဲ့တဲ့ပွဲစဉ်ခွန်ရလက်ကိုကျွန်တော်ကြည့်ရင်စီးတီးကဘရန်ဖို့ကွင်းမှာ1-0ဆိုတဲ့ရလက်နဲ့ကျွန်တော်သာအနိုင်ရတယ်။နော်အေဗာတန်ကတော့ကျွန်တော်တို့ဒီခရစ်စတယ်ပဲလစ်လိုမျိုးဒီယာဒီပရီးမီးယားလိမှာလုံးဝရှုံးပွဲမရှိသေးပါဘူးဆိုတဲ့အသင်းမျိုးကို2-2ဆိုတဲ့ရလက်နဲ့ကျွန်တော်အိမ်ကွင်းမှာအနိုင်ယူရင်းနဲ့ခရစ်စတယ်ပဲလစ်ရဲ့ဒီယာဒီပထမဆုံးရှုံးပွဲကိုသူတို့မိတ်ဆက်ပေးလိုက်တယ်။ဆိုတော့ဒီယာဒီမှာဆိုလို့ရှိရင်မန်ချက်စတာစီးတီးကအဆင့်9မှာကိုလေဂျီရှိနေတယ်။ ခုနှစ်ပွဲကစားပြီးတဲ့အချိန်မှာ၄ပွဲထိနိုင်ထားပြီးတော့တပွဲတည်း၂ပွဲပဲရှုံးနေထားသေးတယ်။ဒါအပြင်တိုက်စစ်က၁၅ကူရပြီးတော့မနော်လက်ရှိပရီးမီယာလိမှာအကောင်ဆုံးတိုက်စစ်အကြီးအသေးကိုပြသထားတယ်လို့ကျွန်တော်ပြောရမယ်။၁၅ကူသွင်းပြီးတော့ခန်စစ်က၆ကူပဲပြန်ပြီးထားရသေးတော့မန်ချက်စတာစီးတီးရဲ့ပုံစံကောင်းတွေကိုကျွန်တော်ပြန်မြင်လာရပြီလို့ကျွန်တော်ပြောရမယ်။စီးဒီမှာဆိုလို့ရှိရင်တော့ကံမကောင်းစွာနဲ့ပဲရူဒရီဒိုကဒဏ်ရာပြေတနာကြောင့်ထပ်ပြီးတော့နားတော့မာရီเนาะဒါမှမဟုတ်ဒီကျွန်တော်အနေနဲ့ရှိတာပေါ့လေသို့တော်လည်းပဲ ဒီရာဒီမှာဖိုရန်ကသူ့အနေနဲ့သူနည်းနည်းလေးပြန်အဆင်ပြေလာတယ်။မာမိုချီတိုလူကစားမတွေကပွဲကစားခွင့်တွေတော့လုံးဝအဆင်မပြေသေးဘူး။အဲဒိုဂူကဒီဒီရာဒီမှာတော်တော်လေးကိုတူးတက်လာတဲ့ကစားမတစ်ယောက်ပါ။နော်ဒါအပြင် စပါးကိုပြောင်းမယ်ဆိုပြီးတော့နီးဆက်ခဲ့ဘူးတဲ့ဆက်ဗင်ဟူလူကစားမမျိုးတွေကလည်းသူ့အနေနဲ့သူပြန်ပြီးတော့ကစားခွင့်တွေကျွန်တော်ရလာပြီ။ချာကီကလည်းအင်ဂျူရီပြဿနာကနေပြီးတော့ပြန်ကောင်းလာပြီဆိုတဲ့အခြေအနေမျိုးမှာမန်ချက်စတာစီးတီးမှာရွေးချယ်စရာတွေတော်တော်များပါတယ်။ တို့ evidence ကိုတော့သူတို့ဒီကောင်းကောင်းဒုက္ခပေးနိုင်စွမ်းရှိတဲ့နေရာမှာပါတယ်သူတို့ပြင်သူတို့အိမ်ကွင်းလည်းဖြစ်တယ်ဆိုတော့တပတ်က evidence ကလက်ရှိတရားဒီ premier league မှာအဆင့်၈မှာရှိနေပြီးတော့9ပွဲကစားပြီးတဲ့ချိန်သူတို့3ပွဲနိုင်ထားတယ်2ပွဲတည်း2ပွဲရှုံးနေထားတယ်တိုက်စစ်က9ခုရပြီးတော့9ခုပြန်ပြီးထားရတယ်ပေါ့ဒီပွဲက evidence အတွက်တော်တော်ကြီးကိုခေရင်ပြီးတော့မျှော်လင့်ချက်အနိုင်ရမှုနဲ့ပတ်သက်လို့ရှိရင်တော်တော်လေးနဲပါမယ်အဓိကကတော့သူတို့အနေနဲ့ပေါ့နော်အရန်အကူရပါတယ်ဆိုတော့ jack grillage က မန်ချက်စတာစီးတီးကစားမဆိုတဲ့ခါကျတော့ဒါအငားအငားလာပြီးတော့ကစားတယ်ဆိုတဲ့အခြေအနေမျိုးမှာ Everton ဘက်ကနေပြီးတော့ Grealish ပါလာနိုင်မှုကျွန်တော်မရှိဘူး။နော် Grealish ပါလာနိုင်မှုကျွန်တော်မရှိဘူး။ Jack Grealish ကတကယ်ပဲ DID မှာဆိုလို့ရှိရင်တော်တော်လေးကိုကောင်းနေတာပေါ့နော် Grealish ကမန်ချက်စတာစီးတီးမှာလို့မဟုတ်ဘဲနဲ့သူ့အနေနဲ့တော့လုံးဝ Aston Villa မှာတော့ငါလိုမျိုး free roll သူပြန်ပြီးတော့ကစားတဲ့အခြေအနေမျိုးမှာ ဒါတော့ကောင်းတဲ့ grillage ကိုကျွန်တော်ပြင်ပြီးတော့မြင်ရတယ်လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါကစားနေတဲ့ grillage ကိုကျွန်တော်ပြင်မြင်ရတယ်ဒါအပြင်ကွင်းလယ်မှာဆိုလို့ရှိရင်လည်းဒီ James Garner တို့ Gay တို့ကတော်တော်လေးကိုအဆင်ပြေနေတာ Gay ဆိုလို့ရှိရင်အတက်ဆင်းကောင်းကောင်းလုပ်နေတဲ့ကစားမမျိုး James Garner ဆိုလို့ရှိရင် distribution ကောင်းကောင်းလုပ်နေတဲ့ကစားမမျိုး ဒါအပြင်သူတို့အနေနဲ့တောင်ပိုင်းဒီမှာဆိုလို့ရှိရင်လူငယ်လေးဖြစ်တဲ့တိုင်လာဒေဗလင်တို့ကစားမားတွေရှိမယ်။ပြီးရင်ပေါ့နော်ဒါ NGI တို့တို့ကစားမားတွေကျွန်တော်ရှိမယ်။တယောက်ချင်းကြော်ဖြတ်မှုအကြီးတွေတော်တော်ကောင်းတဲ့ကစားမားပါ။ဒါအပြင်တိုက်စစ်မှာဆိုလို့ရှိရင် physical against down ဖြစ်တဲ့ဒါပကြောလို့ဒါ berry တို့တို့ကစားမားတွေဆိုတော့သူတို့မှာ b2 တို့တို့ကစားမားတွေရှိတယ်ပြားသေးလား။ဟုတ်ဘူးလို့ပြောမလဲတော်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 ရည်ချင်းရှိတဲ့ကစားမားတွေအေဘတ်တန်မှာရှိတယ်ဒါအပြင်သူကအသင်းလိုက်ကဒီရာဒီမှာတော်တော်လေးအဆင်ပြေလာတယ်ကွနော်အဆင်ပြေလာတယ်သူတို့လည်းပဲ မလွယ်ဘူးပြတိလာမန်ချက်စတာစီးတီးကိုနိုင်မှုကတော့လေဒါပေမဲ့ပဲလစ်လိုအသင်းမျိုးကိုအိမ်ခွင့်မှာအနိုင်ယူပြထားတယ်ဆိုတော့မျိုးကတော့ထင်ကြီးစရာခြေစွမ်းမှာအေဗာဒန်စီကနေပြီးတော့ဒါပေမဲ့လို့မန်ချက်စတာစီးတီးကိုနိုင်မှုကကျွန်တော်မလွယ်ဘူးเนาะမလွယ်ဘူးဘာလို့လဲဆိုတော့ခုနကပြောသလိုသူတို့ရဲ့အကောင်းဆုံးလို့ကျွန်တော်ပြောလို့ရမယ်ဒီ grillage ကကျွန်တော်မပါနိုင်ဘူးဗျာเนาะ grillage မပါနိုင်တဲ့အပြင်ကိုအဲဒါမန်ချက်စတာစီးတီးမှာကလည်းဟာလန်ကအခု6တောင်6ကျွန်တော်တို့တွင်းနေတယ်ဟာလန်ကနိုင်ငံဒီမှာတော့ကလပ်တီမှာတော့ပြီးရင်ကျွန်တော်ရိုင်နာစတူကစားမတွေ เนาะပြီးရင် Oscar Bob Tom Hardy ဒီမှာတော်ကြီးကိုအဆင်ပြေနေတဲ့နေရာမှာကျွန်တော်ပါတယ်ရူဒီကတော့နာသွားတယ်ဆိုတော့ပြန်နာတော့မယ်ပေါ့เนาะဆိုတော့ဒီနေရာမှာ Nico Nico Gonzalez တို့ဘာလို့ကိုကျွန်တော်မြင်ရဖို့ကျွန်တော်ရှိတယ်ဒါပြင် Bernardo Silva တို့လည်းပါလာနိုင်တာပဲဆိုတော့ Manchester City နေနဲ့အိမ်ခွင့်မှာ Everton ကိုဘလို့အချင်းညို့မကုန်မဆိုဒုက္ခပေးနေဆိုရင်ကျွန်တော်ရှိတယ်ဒါပြင် City နေနဲ့ဒီနေ့ပွဲမှာနိုင်မဖြစ်မှာအထူးသဖြင့်ကျတော့ဘောနော်အဲသူတို့ရဲ့အဓိကပြိုင်ဘက်ဒီကိုတိုင်းကိုကအခြေအနေတွေကဗျာဘယ်လိုပြောရမလဲဒီ ဟမ်မနီရပေါ့ဟမ်မနီရတဲ့ချိန်ဒါအပြင်အမှတ်တွေကလည်းသူတို့တက်နေမှာပြန်ကတ်လာပြီဆိုတဲ့အခြေအနေမျိုးမှာ CD အနေနဲ့ပေါ့နော်ဒီထက်ပိုပြီးတော့အမှတ်တွေထက်ရောက်လို့မဖြစ်တဲ့ဘူးနံပါတ်1ကအာဆင်နယ်ကလည်းရှိပြီ16မဲကျွန်တော်ရထားပြီးတော့မန်ချက်စတာစီးတီးက73မဲဖြစ်နေတယ်ပြောရအရန်ကြီးကွာချက်ကျွန်တော်မရှိဘူးအာဆင်နယ်ကကျွန်တော်နိုင်ပါပဲနိုင်ပါပဲဆိုတာနိုင်ဖို့အချင်းကြီးများတယ်ပေါ့နော်လီဗာပူးတင်းကမန်ချက်စတာယူနိုက်တက်နဲ့ကျွန်တော်တွေ့နေတယ်ဒါအပြင်လီဗာပူးက၃ပွဲစတိုက်ကျွန်တော်ရှုံးထားတယ်သူတို့လည်းပြန်ပြီးတော့အနိုင်ယူကိုကျူးပန်းလာပါပဲအဲ့ဒီတော့ မန်ချက်စတာစီးတီးအနေနဲ့လက်ရှိအမှတ်တွေအရင်မကွာတဲ့အခြေအနေမျိုးမှာထပ်ပြီးတော့အမှတ်ကွာတာမျိုးတို့ကြုံသွားလို့မဖြစ်ဘူးတော်ခုဆိုသူတို့73မှတ်ရတာတဲ့ယာဒီစတွေမှာတိုင်ပတ်ခဲ့တာတောင်မှဒါပေမဲ့လို့အာဆင်နယ်နဲ့3မှတ်ပဲကွာတဲ့အဆင့်တက်ကလီဗာပူးနဲ့ကျွန်တော်တို့ကနှစ်မှတ်ပဲကျွန်တော်တို့ကွာတယ်။နော်ဆိုတော့ဒါတွေကိုကျွန်တော်ကြည့်မယ်ဆိုရင်စီတီဟာတိုက်တဲ့ရေ့စ်မှာကကျွန်တော်ထည့်မပြောလို့ကကျွန်တော်မရတော့ဘူး။ အမှတ်ကလည်းအဲ့လောက်ကျွန်တော်တို့ကြွာတာမဟုတ်ဘူးအဲ့ဒီတော့ဒီပွဲကလည်း Everton လိုမျိုးမထင်မပဲခက်ခဲလာနေတဲ့ပွဲဆိုပြီးသူတို့ကကောင်းကောင်းပွဲကိုထိန်းချုပ်နိုင်စွမ်းရှိတယ်ဒါအပြင် counter attack တွေဒါသူတို့တွေခွင့်မပြုပါဘူးဆိုလို့ရှိရင်အားလုံးက City ဘက်မှာပဲကျွန်တော်အခြေအနေကများတယ်အဲကြောင့်ကျွန်တော် Manchester City အနေနဲ့ Everton ကိုအိမ်ဝင်းမှာ၃မှတ်အပြည့်ရအောင်ယူပြရမယ်ပွဲမျိုးလို့ကျွန်တော်ထင်တယ်ယူပြနိုင်လိမ့်မယ်လို့လည်းကျွန်တော်ယူဆတယ်ဆိုညီကလေးရောဘယ်လိုမြင်ကြလဲဆွေးနွေးကြပါဦးအားလုံးကိုချစ်သူများကြီးပါနဲ့